တဲဆွန်ငိန်ကိုဂရုမအတင်းပတ်ပြောခဲ့တာပေါကြားလာလို့လူပြောများနေတဲ့ JK Sophia နဲ့ပရိသတ်မြောင်ပရိသတ်မြောင်အားလုံးပဲမင်္ဂလာပါရှင် English Diary ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုဆိုရင်တော့လူမှုကွန်ရက်ပေါ်မှာ Miss Grand မြန်မာအလှမဲဟောင်းတဲဆွန်ငိန်ကိုလက်ရှိအလှမဲ JK Sophia ရဲ့ပရိသတ်အဖွဲတခုကနေအုပ်စုဖွဲ့ပြီးတော့ပုတ်ခတ်ပြောဆိုခဲ့တယ်ဆိုတဲ့အတန်ဖိုင်တွေ screen shot တွေပေါကြားလာခဲ့ပြီးနောက်မှာဝေဖန်မှုတွေညှန်းစီနေခဲ့ပါတယ်ဒီဖြစ်စဉ်ကပရိသတ်တွေကြားကတာမန်အချင်းများမှုတခုမဟုတ်ပဲအလှမဲ ယ်ကျဦးရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အထိပြင်းထန်တဲ့စကလုံးတွေပါဝင်ခဲ့ရကြောင်းပို့ပြီးတော့အာယုံဆိုင်ခံနေရတာပါပေါ်ကြားလာတဲ့အချက်လက်တွေကတော့ JK Sophia ရဲ့အဒမင်တင်းကစီမံနေလို့ယူဆရတဲ့ Messenger group တစ်ခုမှာနေခန့်ဆိုတဲ့အကောင့်ပိုင်ရှင်တဦးကအသေးစုံကြီးအပေါ်မှာအလွန်အမင်းရိုင်းဆိုင်တဲ့အသုံးနှုန်းတွေဥပမာပြဲပြဲလို့စကလုံးတွေတုံးပြီးတော့ဂုံတိတ်ခါကြာစင်းစေအောင်ထိုက်ကြိုက်ပြောဆိုခဲ့တာတွေကိုတွေ့ရပါတယ် တဟာတာမန်ဝေဖန်မှုတစ်ခုမဟုတ်ဘဲလူတအူးတယောက်ကိုပုတ်ကိုရရတိုက်ခိုက်တဲ့စိုက်ဘာဘူလင်မြောက်တဲ့လုံရက်တစ်ခုဖြစ်ပါတယ်။ ဒီကိစ္စမှာလူတွေရဲ့မိကုံးထုံးစရာဖြစ်လာတာကတော့ JK Sophia ရဲ့အကြောင်းပါပဲ။ဟုတ်ပါတယ်။တိုက်ရိုက်ပြောဆိုခဲ့တာကသူမကိုယ်တိုင်မပါပါဘူး။ဒါပေမဲ့ကိုယ့်နာမည်နဲ့ရပ်တည်နေတဲ့ကိုယ့်ကိုချစ်လို့အားပေးနေတဲ့ပရိသတ်တွေစုဝေးရာ group တစ်ခုမှာအခုလိုမျိုးတခြားနှိပညာရှင်တဦးကိုအမုန်းဖွားစေတဲ့အတင်းအဖျင်းပြောဆိုနေတဲ့လုံရက်တွေဖြစ်နေတာကိုမသိခဲ့ဘူးလား။ဒါမှမဟုတ်တီတီလျက်နဲ့တမင်ထားခဲ့တာလားဆိုတဲ့မိကုံးတွေထွက်ပေါ်လာပါတယ်။ Public figure တယောက်အနေနဲ့ကိုယ့်ရဲ့ပရိသတ်တွေကိုမှန်ကန်တဲ့လမ်းကြောင်းအတိုင်းလမ်းညွှန်ပြသပေးဖို့တခြားသူ တွေအပေါ်မှာလေးစားမှုရှိဖို့တိုက်တွန်းဖို့အတွက်တာဝန်မရှိဘူးလားလို့ထောက်ပြနေကြပါတယ်။တချို့တွေကတော့ကိုယ့်ရဲ့ဖန်တွေကိုထိန်းចောင်းနိုင်စွမ်းမရှိဘူးဆိုပြီး JK Sophia ရဲ့စီမံခန့်ခွဲမှုအပေါ်မှာဝေဖန်နေကြတာပါ။တကယ်တော့အသက်စုငယ်ဟာသူမရဲ့အောင်မြင်မှုတွေကြောင့်အခုလိုတိုက်ခိုက်ခံနေရတာလို့သုံးသပ်နိုင်ပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့နိုင်ငံကိုစားပြုအလှမဲ့ဖြစ်ခဲ့ပြီးတော့နိုင်ငံတကာမှာပါအတိအမှတ်ပြုခံခဲ့ရပါတယ်။အခုဆိုရင်လည်းတရုတ်ဆောင်တယောက်အနေနဲ့ပါအောင်မြင်မှုလမ်းကြောင်းပေါ်မှာရှောက်လန်းနေပြီးဒီလိုမျိုးအချိန်ဟုန်နဲ့ဒုတက်လာတဲ့သူမကိုအားကြမှုတွေ ကနေတဆင်မနာလိုမှုတွေအဖြစ်ကြောင်းလဲသွားပြီးတော့အခုလိုတိုက်ခိုက်မှုတွေပေါ်ပေါက်လာတာဖြစ်နိုင်ပါတယ်ဒီဖြစ်ရပ်ကနေကျမတို့အားလုံးသင်ခန်းစာယူရမှာကတော့ကိုချစ်တဲ့အဘိရဲ့အမှုပညာရှင်ကိုအကောင်းဆုံးဖြစ်စေခြင်းရင်တခြားသူတွေကိုလိုက်ပြီးတော့တိုက်ခိုက်စရာမလိုဘူးဆိုတဲ့အချက်ပါပဲစစ်မှန်တဲ့ပရိသတ်ဆိုတာကိုအမှုပညာရှင်ရဲ့ပုံရိပ်ကိုမြင့်တင်ပေးသူတာဖြစ်ပြီးတော့အခုလိုမျိုးအမုန်းစကားတွေပြောဆိုပြီးပုံရိပ်ကြဆင်းအောင်လှုံ့ဆော်သူတွေမဖြစ်တင်ပါဘူးဒီလိုမျိုးတောင်စစ်ဖန်တန်းတွေကြောင့်အမှုပညာရှင်တွေကြောင့်မလိုလားအတက်တင်းမှမှုတွေဖြစ်စေတယ်လို့ပရိသတ် အချင်းချင်းကြားမှာလည်းအမုန်းတရားတွေတိုးပွားစီမှာပါအဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့နေခန့်ဆိုသူကတရားဝင်တောင်းပန်ခဲ့ပေမဲ့ပြည်ထောင်များစုကတော့ဒီတောင်းပန်မှုအပေါ်မှာလက်မခံမင်းနဲ့ဒေါသထွက်နေကြသေးပါတဖက်မှာလည်းသဲဆုညင်ကတော့ဒီကိစ္စပေါ်မှာရင်ကျက်စွာနဲ့ပဲတုံ့ပြန်ခဲ့ရကိုတွေ့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့ဒီဖြစ်ရကအလှမယ်လောကနဲ့မြမနုပညာလောကတစ်ခုလုံးအတွက်သတိပေးခေါင်းလောင်းတန်တစ်ခုပဲဖြစ်ပါတယ် ပရိသတ်တွေအနေနဲ့ကိုချင်းတဲ့သူကိုအားပေးထောက်ခံရမှာအပြုသဘောဆောင်တဲ့နီလန်းတွေကိုပဲအသုံးပြုဖို့အနုပညာရှင်တွေကလည်းကိုရဲ့ပရိသတ်တွေကိုမှန်ကန်စွာဥဆောင်လမ်းပြပေးနိုင်ဖို့အရေးကြီးကြောင်းဒီဖြစ်ရပ်ကသက်သေပြသွားခဲ့ပါပြီ။ပရိသတ်ကြီးတို့အနေနဲ့ရော public figure တွေမှာသူတို့ရဲ့ fan community တွေရဲ့လုံရက်ပေါ်မှာတာဝန်ရှိတယ်လို့မြင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။